ဘာဖြစ်လို့လူတွေကအိမ်မက်မက်နိုင်ရတဲ့အိမ်မက်မမက်လဲဆိုတော့သူတို့ရဲ့အတွေးခေါ်တွေကန့်သချင်းခံရလို့ဖြစ်တယ်။မိုးရှင်ဘုရားကပြောတယ်မိုးရှင်မင်းကိုငါရဲ့လူမျိုးတွေကိုကယ်တင်ဖို့ရန်တော့ငါရွေးတယ်။မိုးရှင်ပေါ်မှာဖျက်ထားတဲ့အိမ်မက်နဲ့ယူပါယုံအဲ့တော့မိုးရှင်ရဲ့အိမ်မက်ယူပါယုံမဟုတ်ဘုရားသခင်ရဲ့အိမ်မက်ဖြစ်တယ်။ဘုရားရဲ့အိမ်မက်ကသူ့လူတွေကိုကယ်နှုတ်ခြင်းတယ်။ အဖေရဲ့အိမ်မက်ဖြစ်တယ်အသေးရဲ့အိမ်မက်ကတဲ့အိမ်မက်ပဲမဟုတ်ဖရားရဲ့အိမ်မက်ဖြစ်တယ်ကျွန်တော်ကျွန်တော်ယူပါယုံကျွန်တော်အိမ်မက်ပြောဒါဆိုဖရားရဲ့အိမ်မက်နဲ့ဖရားရဲ့ယူပါယုံအောင်အဲ့တော့ပြည်စုံအောင်လုပ်မယ့်လူတွေကဘသူတွေလဲဂျိုသားတွေလားကောင်းကင်တမန်တွေလား No, tomorrow ရေဖြစ်တယ်။အစ်ကျွန်မရဲ့အိမ်မကျွန်မရဲ့ယူပါရုံကဖယားရဲ့အိမ်မဖယားရဲ့ယူပါရုံဖြစ်တယ်။အမောရှင်ပြောတဲ့ဖယားပြောနေရမင်းဟောက ူကအလူမျိုးတွေကိနှုတ်ဖို့ရန်အတွက်သုံးမယ်ဆိုတော့အဲ့ဒါကြီးအားလုံးကဘုရားရဲ့အိမ်မက်တွေဖြစ်တယ်ဘုရားဖြစ်စေခြင်းတဲ့အရာမြေကြီးမှာဘုရားလှုပ်ခြင်းတဲ့အရာမြေကြီးမှာဘုရားဖြစ်ခြင်းတဲ့အရာဘုရားလှုပ်မယ့်အရာတွေတဲ့အပြင်ဖြစ်လာမယ်အဲ့ဒါ God size dreams တွေဖြစ်တယ်အမေမောရှိရဲ့အတွေးခေါ်ကန့်သက်ခြင်းခံရဘာပြောလဲဆိုကိုရောဘလို့ဖြစ်လို့ကျွန်တော်ကဒီဖာရောဘယင်ရဲ့နန်းတော်တွေကိုကျွန်တော်သွားလို့ရမှာလေဖာရောကအရင်ဆိုးတယ်နော်ကိုရောကျွန်တော်တတ်ဖို့ရှာနေတာ तू က ဘလုံးမမဖြစ်နိုင်ဘူးကိုရောအခြားတယောက်ပဲယူလိုက်ပါဒီအိမ်မက်ကိုဘာလုပ်လဲ reject လုပ်တယ်ဒီနေ့ dreamer တွေသင်ဟာဖြစ်နိုင်ရဲ့တာနဲ့ဘာဖြစ်လို့သင်အိမ်မက်ကိုသင်အထဲထဲမှာ receive မလုပ်သေးတာလဲအိမ်မက်ကမခိုင်မြဲဟိုကလေးကိုဝင်ဆောင်ပြတ်တယ်လို့ပဲအထဲထဲမှာနေရာယူလို့မရဖခင်မျိုးစိတ်ချတယ်ပဲသင်ကပြန်ပြီး reject လုပ်မခိုင်မြဲဟုတ်ဖြစ်နေဘာကြောင့်မို့လို့လဲသင်အထဲမှာမယုံကြည်ခြင်းနေရှိလို့ဖြစ်တယ် တဲ့အတင်ကန့်သက်ထားတဲ့အရာတွေရှိရယ်။ငါအလိုတော့ဖြစ်လာမှာမဟုတ်။ငါအလိုတော့လုံနိုင်မှာမဟုတ်။ငါရဲ့အခြေအနေနဲ့သူ့ရဲ့အခြေအနေနဲ့နိုင်ငံရေးအခြေအနေမိသားစုအခြေအနေနဲ့ပညာရေးအခြေအနေနဲ့ limited mindset ကျမတို့ဖယ်ဖို့လွယ်။ကိုကိုကိုကန့်သက်ထားတဲ့အပေါင်းတွေအားလုံးကိုကျမတို့ဖယ်ဖို့လွယ်။တင်းအကန့်သက်ဘေးတစ်ခုမှဖျားသခင်တင်းသုံးဖို့အတွက်အစည်းအသားမဖြစ်စေနိုင်။တင်းပညာရေးချင်းရတဲ့ဖျားကိုကန့်သက်လို့မရအောင်မောရှေရဲ့အခြေအနေကဖျားကိုကန့်သက်လို့မရအောင်သူအသက်80ရှိပြီ။ဖာရောရဲ့ခေါင်းမှကျလည်း ဖယားကအိမ်မောက်ကန်တက်လို့မရအောင်ဒါနဲ့ဖယားတင်တဲ့အလုံးလုံးမဲ့အရောက်ဘေးအရာကမှကန်တက်လို့မရအောင်ဖြစ်တယ်။သင်သင်ဟာသင်ကန်တက်ထားတဲ့ mindset ကအဲ့တခုတည်းကပဲကန်တက်လို့ရတယ်။အဲ့ဒီမို့သင်ရဲ့အကန့်တကအချားလူမို့သင်တွေးခေါ်ဖြစ်တယ်။အဲ့ဒီ bound တွေဖယ်ဖို့လိုအပ်တယ်။အဲ့ဒါတွေကိုချိုးဖြတ်ဖို့ရန်အတွက်လိုတယ်။ဒါကလေးမှကျမတို့ရဲ့အတွေ့အကြုံတွေကကျမတို့ရဲ့အကန့်တတွေဖြစ်နေတတ်တယ်။ဖာရောသူတွေ့ခဲ့ပူရဖာရောဘလောက်ဂျန်တန်လဲဆိုသူသိတယ်ဖာရောဘလောက်ဒီရက်ဆက်လဲရုံမာလဲသူသိတယ်အဲ့ဒီအရာကသူ့ရဲ့အကန့်တဖြစ်နေတယ် ဒီတဲ့အကန့်သက်ဟာတင် background လာတင်ကြည့်ပြင်ခဲ့တဲ့ပုံစံတွေတင်အတွေ့အကြုံတွေလူတွေပြောတဲ့စကားတွေအဲ့ဒီတဲ့အကန့်သက်တွေဖြစ်နေတဲ့တင် dreamer ဖြစ်ဖို့ရန်အတွက်တင်ဟာ dreamer တယောက်နေနဲ့မြေကြီးမှာကြီးမြတ်တဲ့အရာတွေကိုလုပ်ခဲ့တဲ့လူတယောက်ရည်ရွယ်ချက်ရှိရှိနဲ့အသက်ရှင်တဲ့လူတယောက်ဖြစ်ဖို့ရန်အတွက်တင်ကိုစီးတားတဲ့အရာတွေဖြစ်တယ်အဲ့ဒါတွေကဒီနေ့အားလုံးကျွန်တော်တို့ဖယ်ဖို့လို့လူတိုင်းမအောင်မြင်နိုင်ဘူးဆိုရဲအတွေးခေါ်တယ်ဖယ်ဖို့လို့လူတိုင်းအောင်မြင်နိုင်အဲ truth of it တင်အောင်မြင်နိုင်လူတိုင်းကကြီးကြီးမားမားအိမ်မမရှိကြဘူးမဟုတ် လူတိုင်းကကြီးမားတဲ့အိမ်မရှိလို့ရတယ်။ဘုရားသခင်ကလူတိုင်းတို့ကြီးမားတဲ့အိမ်မရှိရ။ special ဖြစ်နေတဲ့လူတွေပေါ်မှာပဲကြီးမားတဲ့အိမ်မရှိဖြစ်ပြီး special မဖြစ်တဲ့လူဆိုတော့ဘုရားသခင်ကမရှိအားလုံးက special ပဲ။ဘုရားတို့အားလုံးက special ။လူတိုင်းကိုဘုရားခင်သုံးနိုင်။ဘုရားမသုံးနိုင်တဲ့သူတယောက်မှဒီနေရာမှာမရှိ။ imposter syndrome ကိုကျမတို့ဖယ်ဖို့လို imposter syndrome ဆိုတာဘာလဲဆိုကိုကိုကိုမထိုက်တန်ဘူးလို့မြင်တာ။အဲကျမတို့ လူချို့ရေကိုယ့်ကိုမထိုက်တန်ဘူးလို့မြင်တဲ့အခါဘာဖြစ်လဲဆိုထိုက်တန်အောင်လို့အဝိစားတွေဝတ်ပြထိုက်တန်အောင်လို့အဲဈေးကြီးရဲ့မျက်မှန်တွေတက်ထိုက်တန်အောင်လို့ဈေးကြီးရဲ့ဖနက်ဝဲဈေးကြီးရဲ့အင်ဂျီဝဲရအဲ့တော့မှပဲငါထိုက်တန်သွားတယ်ထိုက်တန်ဖို့ရဲ့အတွက်ပညာရေးတွေအနော်ဘွဲတွေယူရဒါမဲ့လို့ပြောလို့ကျမပြောတဲ့ရအောင်အလွဲမတင်ပါနဲ့အင်ဂျီဝတ်တာအဝိစားကောင်းကောင်းဝတ်တာကောင်းပါတယ်ဖယားနှစ်သက်ပါတယ်ဒါပေမဲ့လို့ပြောလို့ အဲ့ဒါကတင်းရဲ့တံပိုးမဟုတ်ဘူးဖြစ်တယ်။တစုံတစ်ခုမရှိလို့တင်းကငါမှမပြည့်စုံဘူးလို့တင်းတင်းစရာကြောင့်မရှိဘူး။တင်းဘာမှမရှိလို့တင်းကပြည့်စုံပြီးသားဖြစ်တယ်။ဖခင်ကဖန်ဆင်းထားတယ်။ယေရှုအသွေးနဲ့တန်ဆင်ပေးခြင်းခံရတယ်။တင်းကအားလုံးပြည့်စုံပြီးသားဖြစ်တယ်။ယေရှုတော်နဲ့ပတ်ရခြင်းခံရဖခင်ရဲ့ဘုန်းနဲ့ပတ်ရခြင်းခံရတယ်။တင်းကအားလုံးပြည့်စုံပြီးသားဖြစ်တယ်။အဲဒါမို့ကျွန်တော်တို့ကကျွန်တော်ရဲ့တံပိုးအချမ်းနေမှာတော့ရှာလို့မရဘူး။ဝိဇ္ဇာတွေမှာရှာမှာမဟုတ် ဘွဲလမတ်တွေမှရှာမှာမဟုတ်ကျွန်မပြောမယ်အခုကဘာမှာကြီးမားတဲ့အလုပ်တွေလုပ်တဲ့လူတွေဘွဲတော်မရမက်ဇူကဘက်ကဘွဲမရဒါပေမဲ့ဘွဲဘွဲယူတဲ့အခမ်းအနားမှာစကားပြောတဲ့သူဖြစ်တယ်ဘွဲသာမရတာ Harvard Johnson တွေကိုအများနဲ့သူကအခမ်းအနားမှာစကားပြောရတယ်တဘောပါလေဘွဲကသူ့တန်ဖိုးမဟုတ်အဝိဇ္ဇာကောင်းကောင်းဝတ်တဲ့လူတွေကပဲတမိုးရှင်မတကယ်ချမ်းသာတဲ့ပုံကိုယ်တွေကြည့်ပါ ဘာလို့ကိုမမပါတဲ့အင်ဂျီပဲဝတ်တာဘာဖြစ်လို့လဲအဲ့ဒါတွေကသူတို့ရဲ့တန်ဖိုးမဟုတ်ဘူးဖြစ်တယ်ဒီနေ့သင်သိဖို့လိုတယ်သင်ရဲ့တန်ဖိုးကသင် spirit ဖြစ်တယ်ဖယားတခင်ရဲ့ပုံတရအညီဖန်ဆင်းခြင်းခံရတဲ့သင်ဖြစ်တယ်အဲ့သင်ကိုဘယ်အရာကမှ limit မလုပ်စေနဲ့သင်ရဲ့ background နဲ့သင်ရဲ့ပညာအရေးချင်းနဲ့သင်ရဲ့အချင်းနဲ့ဘယ်အရာကမှသင်ကိုကန့်တဲ့အရာမဖြစ်စေနဲ့ဖယားတခင်နဲ့အတူတူအိမ်မက်မက်ပါဖယားပေးတဲ့အိမ်မက်တွေလက်ခံနိုင်တဲ့သူတွေဖြစ်ပါစေမောရှိလို့မလုပ်ပါနဲ့ကိုတော့မဖြစ်နိုင်ဘူးကျွန်တော်ရဲ့အတွေ့အကြုံရကျွန်တော်က စကားအာကျွန်တော်ကလူတွေကိုဥဆောင်နိုင်မှာမဟုတ်ကျွန်တော်စကားပြောလို့ရှင့်အစင်မပြေဘူးမလုံနိုင်တဲ့အားနေချက်တွေကိုပဲတင်မမြင်ပါနဲ့တင်လုတ်ခဲ့ဘူးတယ်မဖြစ်လာဘူးဒါကြောင့်မလို့တင်ဟာအိမ်မမမတ်ရဲတော့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်မိုးရှိကသူ့လူတွေကိုကယ်တော့ဖို့သူစူးစမ်းဘူးတယ်ဒါပေမဲ့အားလုံးကသူ့ပုံကန်တယ်ဒါကြောင့်မို့သူတော်ပြီငါဒီလူတွေကိုကယ်တင်ဖို့တော့ငါမစူးစမ်းတော့တင်ရောလုတ်ကြည့်ဘူးတယ်လုတ်ခဲ့ဘူးတဲ့ဒါပေမဲ့မဖြစ်ခဲ့လို့ခုလေဖြစ်လို့မှမဟုတ်တော့ထင်ပြီးတော့တဲ့အိမ်မက်တွေကိုလက်လွတ်ဖို့စဉ်းစားနေလားဖခင်ကပြောရဲနော် ဒီတစ်ခါအရင်တစ်ခါနဲ့တူမှာမဟုတ်အိမ်မက်မက်တဲ့လူတိုင်းဟာရဲရင်တဲ့သူတွေဖြစ်ဖို့လိုတယ်အချင်းချင်းပြန်လို့ဖို့ရန်အတွက်အာမရှိုးတဲ့လူတွေဖြစ်ဖို့လိုတယ် break through မရမချင်းအောင်မြင်ခြင်းမရမချင်းလုပ်တဲ့သူတွေဖြစ်အောင်အမောရှိရဲ့အခြေအနေမှာကြောင်းရွံ့ခြင်းနေရှေ့တန်တရာတွေရှေ့ အဲ့တော့သူကဖျားကင်ပြောတယ်ကိုတော်ဒီလူတွေကျွန်တော်ကိုမယုံမဲနဲ့ကျွန်တော်စကားနားမထောင်ရင်ဘယ်လိုလုပ်မလဲဖျားကင်ကကျွန်တော်ကိုလာပြီးထင်ရှားတယ်လို့ကျွန်တော်ပြောတဲ့ခါမှာမဟုတ်ဘူးမင်းကဖျားမထင်ရှားဘူးလို့ပြောရင်ဘယ်လိုလုပ်မလဲသဘောပါလေသူဒီအိမ်မက်ကိုလက်ခံဖို့ရန်အတွက်သူ့မှာအခက်အခဲရှိတယ်။နန်တရားတွေရှိတယ်။ကြောက်ရွံ့ခြင်းတွေရှိတယ်။လူတွေဒီလိုပြောရင်ဘယ်လိုလုပ်မလဲ။ မဖြစ်လာခဲ့ရင်ဘယ်လိုလုပ်မလဲငါအိမ်မက်တွေမက်ပြီးအဲ့ဒီအိမ်မက်တွေမဖြစ်လာခဲ့ရင်ဘယ်လိုလုပ်မလဲငါ့ကိုဖခင်ကလမ်းတဝက်မှာထားခဲ့ရင်ဘယ်လိုလုပ်မလဲဘာလို့ဖြစ်လာမလဲဆိုတာငါမသိဘူးဘာလို့ဖြစ်လာမလဲဆိုတာမသိတဲ့အတွက်ကြောင့်မလို့ငါအိမ်မက်မမက်တာပိုကောင်းမယ်ဒါအများစုစဉ်းစားတဲ့ပုံစံဖြစ်တယ်တာမန်လူတွေစဉ်းစားတဲ့ပုံစံဖြစ်တယ်ဘယ်လိုလုပ်ရမလဲမသိဘူးဒါကြောင့်ဘာမှမလုပ်တော့ဘူးဘလို့လို့ရမလဲဆိုမသိပေမဲ့တင်အိမ်မက်မက်မယ်ဆိုဖခင်ကတင်ကိုဉာဏ်ပညာပေးမှဖြစ်တယ်။ဖခင်ကတင်ကိုနီးလန်းပေးမယ်။ဖခင်ကငါ့ကိုအလိုရှိရလားငါ့ကိုဒီအိမ်မက် ေးတာဖရာသခင်မဟုတ်ရဲ့လားတန်တရားတွေရှိရဲ့မိုးရှေလိုပဲဖရာကကျွန်တော်ကိုလာပြီးတော့မထင်ရှားဘူးလို့ပြောရင်ဘယ်လိုလုပ်မလဲဖရာတို့ထင်ရှားနေပါတယ်ဆိုမှ तू ကဖရာမထင်ရှားဘူးလို့ပြောရင်ဘယ်လိုလုပ်မလဲဒီညမှာလာပြီးစကားပြောတော့ဖရာမဟုတ်ရင်ဘယ်လိုလုပ်မလဲတန်တန်ရှင်တော်ဝိညာဉ်တော် လာပါလို့ခေါ်ရမှာနတ်ဆိုးကလာမလားတန်ရှင်တော်ဝိညာဉ်တော်နဲ့နတ်ဆိုးနဲ့အပြေးပြိုင်မယ်ဆိုရင်တော့ကျမတို့ဝိညာဉ်တော်ပဲနိုင်မယ်လို့ထင်တယ် ။တင်ဝိညာဉ်တော်လာပါဆိုနဲ့ဆိုရေးငါပဲဆိုလာမလား။ဝိညာဉ်တော်ခွင်ဝိညာဉ်တော်လာမှာပေါ့။ဝိညာဉ်တော်ခွင်ဝိညာဉ်တော်တင်ဖြေမှာပေါ့။ဝိညာဉ်တော်ကမင်းဝိညာဉ်တော်တင်ဝဖြေပေးမှာပေါ့။ဖခင်ကျွန်တော်မတင်ရှာရင်ဘလို့ပြောရင်ဘလို့လုပ်မလဲ။ကျွန်တော်လိုလူကလုံနိုင်မှာမလား။ဒါဒီအတွေးခေါ်တွေတင်ကိုတင် limit လုပ်တဲ့အတွေးခေါ်တွေဖြစ်တယ်။တင်ရဲ့အသေးတွေမှာကြောက်ရွံ့နေတဲ့အတွေးခေါ်တွေဖယ်ဖို့လိုတယ်။ဒါတင်ရဲ့ယုံကြည်ခြင်းတင်ကြောက်ရွံ့ခြင်းတစ်ကြီးပါစေ။ ဖယားခင်ပေါ်မှာတည်ယုံကြည်ခြင်းကတည်ကြောက်ရွံ့ခြင်းတစ်ကြီးပါစေ။ဟုတ်ပါတယ်ကြောက်ရွံ့ခြင်းဆိုလူတိုင်းမှာရှိတတ်ပါတယ်။ဒါပေမဲ့ကြောက်ရွံ့ခြင်းကအဆုံးမဟုတ်ဘူးဖြစ်တယ်။ကြောက်ရွံ့ခြင်းတဲ့တည်ယုံကြည်ခြင်းကအားကြီးဖို့ရန်အတွက်လို့။ဒါဝိကဂေါလိယနဲ့တွေ့တဲ့အခါမှာသူ့မှာမကြောက်တတ်တာမဟုတ်ဒါပေမဲ့သူ့ရဲ့ကြောက်ရွံ့ခြင်းနဲ့သူ့ရဲ့ယုံကြည်ခြင်းကပိုကြီးရ။ဒီနေ့ညမှာတင်းကိုဖယားကအိမ်မက်ပေးမယ်။အဲ့ဒီအိမ်မက်ကတည်ယုံကြည်ခြင်းကိုအားကြီးလာစေလိမ့်မယ်။ကြောက်ရွံ့ခြင်းနဲ့အားလုံးကိုချိုးဝါလိမ့်မယ်။